ဂျော့ချူအာဗန်ကိုအနံ့ရယူပြမယ်နီလန်ရှိတယ်လို့ခြားပြလာတဲ့ဖန်တိုကြားအစီအစဉ်လေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုအရင်ဆုံး subscribe လုပ်ပြီးလာဖို့ချေရတဲ့ပြည့်ထက်ကြီးကိုတောင်းဆိုပါတယ်အခုပြောပြပြီးသွားမယ်အဓိကအချက်ကတော့ champion လမ်းကြောင်းပေါ်ကိုရောက်ရှိတော့မယ်ဂျိုရှူအာဗန်ရဲ့ပွဲစဉ်အကြောင်းပဲဖြစ်ပါတယ်ဂျိုရှူအာဗန်အနေနဲ့ အတွေ့အကြုံမျိုးရှိသေးတဲ့ fighter တယောက်ဖြစ်ပြီးဒီပွဲစဉ်တက်မှာအနိုင်ရောက်ယူမဲ့နီလန်းရှိရလို့ဟန်တိုဂျာကခြားပြလာခဲ့ပါတယ်။ဗန်ကတော့ champion ပွဲစဉ်အတွက်အဆင်သင့်ဖြစ်နေကြောင်းပြည်သူကြီးအားလုံးကိုခြားပြထားတယ်လို့ဟန်တိုဂျာကအနိုင်ရောက်ဖို့အတွက်အပြင်းထန်လေ့ကျင့်ပြင်ဆင်နေတာကိုလည်းတွေ့ရပါတယ်။ဗန်အနေနဲ့ချန်ပီယံခပ်ပတ်ပိုင်ဆိုင်သွားမလားဒါမှမဟုတ် ဖန်တိုဂျာအနေနဲ့ချန်ပီယံကပ်ပိုက်ကဝယ်သွားနိုင်မလားဆိုတာမပြောနိုင်သေးပေမဲ့ဖန်တိုဂျာကတော့အနိုင်ရယူမယ့်နည်းလမ်းရှိတယ်လို့ပြောဆိုလာခဲ့ပါတယ်။ဒါကတော့ဂျောရှူအာဗန်ဟာဝိုင်းဖိုက်တာမဟုတ်ပါဘူး။ကျွန်တော်နဲ့ရှင်ရင်အတွေ့အကြုံနုနယ်ပြည့်တဲ့ဖိုက်တာလေးပါ။ဒီပွဲစီမှာဗန်ကိုချိုးဝတ်နိုင်ပေအနိုင်ယူပြပါမယ်လို့ဖန်တိုဂျာကပြောဆိုသွားခဲ့ပါတယ်။ တင်းအပြည့်အထစ်တွေကိုအရင်ဆုံးသိရှိဖို့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်သွားပေးဖို့လည်းပြည့်ပတ်ကြီးကိုတောင်းဆိုပါရစေ။နားဆင်ပေးကြတဲ့ပြည့်ပတ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။